ချမ်းချမ်းရောင်းချတဲ့ပစ္စည်းတွေကိုဝယ်ယူတယ်ဆိုတဲ့ဆွဆွဲချက်နဲ့စစ်ကောင်စီရဲ့ဖမ်းဆီးစစ်ဆေးတာကိုခံနေရတဲ့ Modern Agency ပိုင်ရှင်ဂျွန်လွင် ပြန်လည်လွတ်မြောက်လာတယ်လို့သိရပါဗျ။စစ်ကောင်စီကမနေ့ကဇွန်လ9ရက်နေ့လယ်ပိုင်းမှာ Stars and Modern Agency ပိုင်ရှင်ဂျွန်လွင်ကိုဖမ်းဆီးထားရက ပြန်လည်လွတ်ပေးလိုက်တယ်လို့ရဲသတင်းရင်းမြစ်စီကသိရပါဗျ။ကျွန်းလွင်ဟာပြီးခဲ့တဲ့ဇွန်လ9ရက်ကစစ်ကောင်စီရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြီး၄ရက်ကြာမှစစ်ကောင်စီကပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပါတယ် စစ်ကောင်စီကဖမ်းရမ်းထုတ်ထားပြီးပြည်ပမှာနေထိုင်နေတဲ့အစိုးရချမ်းချမ်းအွန်လိုင်းကရောင်းချတဲ့ပစ္စည်းတွေကိုဝယ်ယူတာကြောင့်ဂျွန်လွင်ကိုဖမ်းဆီးစစ်ဆေးတယ်လို့ဆိုထားပေမဲ့တရုတ်ဆောင်ခိုင်နင်းဝေကိုဝေဖန်တာကြောင့်ဖမ်းဆီးခြင်းဖြစ်တယ်လို့အမှုပညာတိုင်ဝိုင်းစီကသိရပါဗျ။စစ်တမ်းထောက်ခံသူတွေဟာဂျွန်လွင် ဖန်ဆီးခြင်းမခံရခင်ကချမ်းချမ်းနဲ့ပတ်သက်တဲ့အပြင်ခိုင်နှင်းဝေကိုဝေဖန်နေတာကြောင့်ဖန်ဆီးဖို့လိုအပ်တယ်လို့ဝါရဖြန့် channel တွေမှာတိုက်တွန်းရေးသားမှုတွေရှိခဲ့ပါတယ် စစ်ကောင်စီကပုံမှန်905ထုတ်ထားခံရတဲ့အမှုပညာရှင်တွေနဲ့လူပုတ်ကိုယ်တွေကိုပတ်သက်တဲ့သူတွေကိုအကြမ်းဖက်ဥပဒေနဲ့အရေးယူသွားမယ်လို့ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့ကထုတ်ပြန်ထားပါတယ်စကိုင်းတိုင်းပလဲမြို့နယ်စပစီကျေးရွာမှာပြည်သူ့လူမျိုးရေးတပ်မတော် People's Liberation Army PLA တပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြန်ကျသွားတဲ့တိုက်လေရင်မှာလေးချင်းပြန်တန်းရေးဆောင်ရွက်ရင်းမတော်တဆမှုဖြစ်ပွားခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်လာပါတယ် တမရော်လီကတိုက်ခိုက်ရေးလင်းတစည်းဟာဒီနေ့ဇွန်လ10ရက်နေ့လယ်12:55မိနစ်ခန့်ကလေးချင်းပြန်တန်းရေးဆောင်ရွက်နေစဉ်ဆက်ချုပ်ရင်းပြီးမတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ပလဲမြို့နယ်မင်းတိုင်ပင်ကျေးရွာရဲ့အရှိဘက်မီတာ2000ခန့်အကွာဇပစိကျေးရွာနီးကိုအရောက်မှာတိုက်လေရင်ဟာရုတ်တရက်ဆက်ချုပ်ရင်းမှုဖြစ်ပေါ်ခဲ့ပြီးမြေပြင်ကိုပြန့်ကျပြီးမိလောင်မှုဖြစ်ပွားခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်။ အဆိုပါလင်းပြကြခဲ့တဲ့နေရာတဝိုက်ကိုစစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတွားရောက်ပြီးလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းတွေဆောင်ရွက်နေပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေကလင်းရင်ဆက်ချို့ရင်းမှုအကြောင်းရင်းကိုစုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့ထည့်သွင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကအဲဒီလိုထုတ်ပြန်ထားပေမဲ့ PNL ကပြစ်ချခဲ့တဲ့လင်းရင်ပိုင်းစာရီနဲ့လင်းရင်မှုဖြစ်သူရဲ့ခန္ဓာကိုယ်အပိုင်းစာရီကို၎င်းတို့ရဲ့လူမှုကွန်ရက်ကတဆင့်ဝေမျှထားပါတယ်။ ။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဂုံချွိန်တိုက်နယ်တွင်ရှိအမှတ်32လုံချုံရဲရဲတပ်ဖွဲ့ရဲတပ်ရင်30နှစ်အနီးမှာစစ်ကောင်စီနဲ့အာရခတပ်တော် AA တို့တိုက်ပွဲဖြစ်ပွားနေပါတယ်။စစ်ကောင်စီကမနေ့ကဇွန်လ9ရက်နေ့မှာကြောက်ဖြူရဲတပ်ရင်ဝင်းကျင်ကိုလေကြောင်းကနေဘုံလေးကျင်လာရောက်ကျဲချခဲ့တယ်လို့သိရပါဗျ။ရဲတပ်ရင်32ကကကင်းတွေအနားမှာတိုက်ပွဲရှိနေတယ် စစ်တပ်ကဒရုန်းရောလေယာဉ်မှတုံးပြီးဘုံလာကျဲတယ်လို့ရခိုင်စည်ရေးသတင်းရမြစ်က Yari Times ကိုပြောပါရယ်စစ်ကောင်စီကအပြည့်အစင်ကြောင်းထုတ်ပြန်ပြီးနောက်ကြောက်ဖြူမျိုးနယ်အတွင်းရွှေ OGT ဆက်ယုံအနီးကတ်တပြေကျေးရွာအနီးဒညာဝရီရေရစခန်းအနီးပင်လယ်ပြင်မှာကင်းလဲ့နေတဲ့စစ်သည်မော်တွေကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်စစ်ဆင်လာတယ်လို့သိရပါရယ်ဒါအပြင်စက်တက်လေရီနဲ့ဒရုန်းတွေကနေလည်းနှိမ့်စင်ပြစ်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပါရယ် ဤကတော့အပြည့်အစင်ကြောင်ထုတ်ပြန်ပြီးနောက်ထိုးစစ်ကိုရပ်တန့်ထားပြီးစစ်ကောင်စီကတော့ကာကင်းစခန်းတွေကနေထွက်ပြီးထိုးစစ်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။အေးအနေနဲ့ထိုးစစ်ကိုရပ်တန့်ထားပြီးမဲ့တင်ပိုက်ထားတဲ့နေရာတွေကစုခွာပေးတာမျိုးမရှိပဲခုခံစစ်ကိုအတုံးပြုတ်နေပြီးနေမြေချုံလာတဲ့စစ်ကောင်စီတပ်ကိုပြစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ ။စစ်ကောင်စီနဲ့ AA တို့အပြစ်အစဲကြောင်းကိုအခုဇွန်လကုန်ထိတက်တန်းတိုးထုတ်ပြန်ထားပြီးနောက်နေရခန့်သာစီးရဲရက်တန့်ခဲ့ပြီးပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကစတင်ကတိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာဖြစ်ပါတယ်။ထိုင်းနိုင်ငံချင်းမိုင်မြို့မှာလမ်းဘေးမှာအိတ်နေတဲ့ကျောင်းတကောင်ကိုမဲခတူမြောင်တွင်ကန်ချခဲ့တဲ့မြမမျိုးသားကိုကျောင်းပိုင်ရှင်ဖြစ်သူရဲ့တိုင်ကြားချက်အရထိုင်းရဲ့တပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ူမြောင်နဲ့ကန်ချခံရတဲ့ကြောင်နှုံချော့ရဲ့ပိုင်ရှင်ဖြစ်သူကရဲစခန်းကို CCTV မှတ်တမ်းပြပြီးတိုင်ကြားခဲ့လို့ပြီးခဲ့တဲ့ဇွန်လ6ရက်နေ့မှာချင်းမိုင်မြို့မှာရဲစခန်းကပြည်မှုကျူးလွန်သူကိုစုံစမ်းရှာဖွေခဲ့ရာ အသက်16နှစ်အရွယ်မြမမျိုးသားကြိုင်ဆိုင်ဆိုသူဖြစ်တယ်လို့သိရပါတယ်။ CCTV မှတ်တမ်းတွေအရမြမမျိုးသားကြိုင်ဆိုင်ဟာတငယ်ချင်းတွေနဲ့ဒူလန်းရှောင်းလာစဉ်လမ်းဘေးမှာအိတ်နေတဲ့ကြောင်တကောင်ကိုတွေ့ရှိခဲ့ပြီးနောက် မဲခတူမြောင်းနယ်ကိုရည်ရွယ်ချက်ရှိရှိကန့်ချမှုပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖန်စီခံရပြီးနောက်ကြိုင်ဆိုင်က ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုသိရှိခြင်းမရှိတဲ့အတွက်ပြုလုပ်ခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့ပြီးရဲတပ်ဖွဲ့က၎င်းကိုတရိတ်ဆန်နှိမ့်ဆက်ညှဉ်းပန်းမှုနဲ့ဥပဒေအရရေးယူသွားမယ်လို့သိရပါတယ်ရှင်။ရုရှားနိုင်ငံဟာ၃နှစ်ကြာယူကရိန်းစစ်ပွဲမှာအကြီးမားဆုံးဗုံးကျဲတိုက်ခိုက်မှုအဖြစ် ယူကရိန်းကိုဒရုန်း486စင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းလေတပ်ဖွဲ့ကတနင်္လာနေ့မှာပြောပါရယ်ဒရုန်းတိုက်ခိုက်မှုအပြင်ယူကရိန်းအလဲပိုင်းနဲ့အနောက်ပိုင်းရှိစစ်ရေးပြင်းထန်တွေကိုဒုံးကျည်အမျိုးမျိုးအစင်း20နဲ့ပစ်ခတ်ခဲ့တယ်လို့ယူကရိန်းလေတပ်ဖွဲ့ကဆိုပါရယ်တနင်္ဂနွေနေ့ညပိုင်းမှာရုရှားဒရုန်း289စင်းနဲ့ဒုံးကျည်16စင်းကိုဖျက်ဆီးနိုင်ခဲ့ပြီးဒရုန်း10စင်းသို့မဟုတ် ုံးကြီးတွေကသာပြစ်မှတ်တွေကိုထိမှန်ခဲ့တယ်လို့ယူကရိန်းလေတပ်ဖွဲ့ကဆက်ပြောပါတယ်။ရုရှားရဲ့တိုက်ခိုက်မှုခံရတဲ့ဒေသအချို့မှာအခြေအနေကအလွန်ခက်ခဲနေတယ်လို့ယူကရိန်းသမ္မတဇလန်စကီးကတနင်္ဂနွေနေ့နှောင်းပိုင်းမှာပြောကြားခဲ့ပါတယ်။ဒရုန်းတွေကိုအမှောင်တွေက ထောက်လန်းဖို့ခင်းရင်းတာကြောင့်ရုရှားရဲ့ဝင်ရင်တိုက်ခိုက်မှုတွေဟာအများအားဖြင့်ညနေခင်းမှစတင်ပြီးမနက်ပိုင်းမှအဆုံးသတ်ပါတယ် ရုရှားနယ်မြေခုနှစ်ခုမှာယူကရိန်း drone 49စင်းပစ်ချခဲ့တယ်လို့ရုရှားကာကွယ်ဝင်ကြီးဌာနကတနင်္လာနေ့မှာပြောပါရယ်ညပိုင်းအချိန်ယူကရိန်း drone 25စင်းကိုပစ်ချခဲ့လို့ဒဏ်ငွေပိုင်လိုင်းတစ်ခုထိခိုက်ပျက်စီးပြီးမိလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ရုရှားနိုင်ငံ Voronezh Data အကြီးအကဲ Alexander Kusev ကပြောပါရယ် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဟာယူကရိန်းနယ်စပ်ကနေကီလိုမီတာ650ခန့်กว่าရုရှားနိုင်ငံမှာနော့ဖ်ကိုရော့ဒေသရှိဆာဗက်လီကာလေရင်ကွင်းမှာရပ်တန့်ထားတဲ့ရုရှားတိုက်လေရင်နှစ်စင်းကိုဖျက်ဆီးခဲ့တယ်လို့ယူကရိန်းစစ်ဝစီချုပ်ယုံကပြောပါရယ်ရွှေပြောင်းအခြေချသူတွေရဲ့ဆန္ဒပြပွဲတွေကိုလက်တုံပြန်မှု Los Angeles မြို့ကိုကန်တက်တပ်ဖွဲ့ဝင်900ဆေးလွတ်မယ်လို့ American မြောက်ပိုင်းစစ်ဌာနချုပ်ကတနင်္လာနေ့မှာပြောပါရယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆန္ဒပြပွဲတွေကိုဖြိုခွင်းမှုတနင်္လာနေ့မှာအမျိုးသားအစောင့်တပ်ဖွဲ့ဆေးလွတ်ပြီးနောက်ကန်တက်တပ်ဖွဲ့ဝင်တွေပို့ဆောင်မှုအစီအစဉ်လာပါလော့စ်အိန်ဂျလိစ်မျိုးကန်တွေဟာလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာနဝန်ထမ်းတွေရဲ့စီးနှင်းမှုတွေကိုတောက်ကြနေကဆန္ဒပြခဲ့ပါတယ်ထောင်ချီတဲ့လော့စ်အိန်ဂျလိစ်မျိုးကန်တွေဟာတနင်္လာနေ့ကမျိုးလယ်ဧရိယာတွေမှာစုဝေးပြီးဆန္ဒပြခဲ့ကြပါတယ်ဆန္ဒ ဆန္ဒပြသူအချို့ကအကြမ်းဖက်မှုတွေပြုလုပ်ခဲ့ကတက္ကစီကားတွေကိုမီးရှို့ပြီးရဲကားတွေကိုအမိုက်တွေနဲ့ပစ်ပေါက်ကစတိုးဆိုင်တွေမှာလူရက်ခဲ့ကြပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်လူ90ရှိဦးကိုဖမ်းဆီးခဲ့ကရဲတပ်ဖွဲ့ဝင်3ဦးဒဏ်ရာရရှိခဲ့တယ်လို့ ABC ရုတ်တန့်ဌာနကဖော်ပြခဲ့ပါရယ် Los Angeles မြို့တော် Karin Bass ကလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာနရဲ့ဖြိုခွင်းမှုကိုဝေဖန်ခဲ့ပါရယ် Los Angeles မြို့တော်မှာအမျိုးသားအစောင့်တပ်ဖွဲ့ရုပ်သိမ်းမှု ကယ်လီဖိုးနီးယားပြည်နယ်ခေါင်းဆောင်တွေကတောင်းဆိုနေပေမဲ့ဒေါ်နယ်ထရန့်က သူ့ရဲ့လုပ်ရက်ကိုကြီးကျယ်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြင့်ကာကွယ်ပြောဆိုခဲ့ပါတယ်။ဆန္ဒပြသူတွေဟာ ပြည်ထနာတွေကိုတွေးထိုးလုံဆောင်သူတွေပါ။ဆန္ဒပြသူတွေဟာလူဆိုးတွေဖြစ်ပြီးထောင်ထဲမှာပဲရှိသင့်ပါတယ်လို့ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးဆန္ဒပြပွဲတွေကိုရှုံချလိုက်ပါတယ်။ကစင်ကလျားခြေအနေနဲ့အကြမ်းဖက်မှုဖြစ်အောင်ဒေါ်နယ်ထရန့်ကတပ်ဖွဲ့တွေဆင်းလုခဲ့တာလို့ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နျူးဆွန်ကလူမှုကွန်ရက်မှာပြောပါရတယ်။